အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးချင်တာကတော့ဇဝနပုံမြင်စာအုပ်ထဲမှာဗျာဝိနည်းပြတ်တာဆိုတဲ့စာပုတ်ကလေးပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်ဒီမှာကတော့စာဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ်ဗျာဝိနည်းပြတ်တာတာရဲချင်းအလုံး၌တကောက်ကုတ်နှင့်အလွန်ညောင်းညာလှသောကြောင့်တနေ့သောညနေတွင်ကျွန်တော်သည်ကိုလဲလှောက်ရှားကစားနေစဉ်ကျွန်တော်၏မိတ်ဆွေကြီးအပါကလေးသည် ိမ်သို့ရောက်လာပြီးဟာဦးလီအားဆက်နေသလားဦးလီအားမဆက်နဲ့ဦးလီကိုတက်ပြစ်နေမယ်ဟုပြောတော့ကြောင်းကျွန်တော်မှညာစွာအံ့အားသင်လျက်နေပါအောင်ကွယ်ဦးလီကဘာပြစ်ရှိလို့ဘသူကတက်ရမှာလဲဟုမေးလိုက်လေ၏ရှင်ဘင်းကတက်မှာပေါ့ဟာမင်းဘသူပြောတယ်လဲရှင်ဘင်းလူတက်တယ်လို့ဟုတ်တယ်ဦးလီရဲ့ဆရာမကပြောတယ်ရှင်းတော်ကရှင်ဘင်းတို့ရဲ့ တာပြီးစိုးသေးတယ်ဘယ်ရှင်ပြင်းလဲဟိုရင်းလေနာမည်တော့မေ့နေပြီတန်ဖြူစရာကိုတတ်တာငါလည်းမကြားဘူးပါကလားယာဆွေမှတန်ဖြူစရာမပါပါဘူးပါတယ်ဦးလေးရဲ့သူ့နာမည်ကမောင်တင့်တဲ့အဲ့ဒါဘဘဲစရာကွတန်ဖြူမဟုတ်ဘူးတန်ဖြူနဲ့ဘဘဲအတူတူမဟုတ်လားဦးလေးရဲ့မတူဘူးတခြားစီဒါဖြင့်အဲ့ဒီစရာကိုတတ်တယ်ဦးလေးရဲ့နောက်ပြီးကလားနှစ်ယောက်ကိုလည်းတတ်တယ် ဘဲကလာလဲဟာပန်းစင်လာမဟုတ်ဘူးရက်ဝီပြတ်တာတဲ့အဲ့ဒီပုံကိုဦးလေးကြားဖို့ပြီလားအေးကြားဖို့တယ်ဟုပြောလိုက်တော့လဲဒါပေမဲ့ဦးလေးမေ့နေပါပြီကျွန်တော်ပြောပြမယ်ဟုစွတ်အတင်းပြောနေတော့ကြောင့်ကျွန်တော်မှတင်းကြီးခံ၍နားထောင်နေလိုက်ရပြီတော်သည်ချေးရှိတော့ကအဲ့ဒါညီမစတာမဟုတ်ဘူးဘင်္ဂလားကအစားဦးလေးရဲ့အဲ့ဒီဘင်္ဂလားပြည်မှာခေါ်တော်ကလာကလေးနှစ်ကား ငားမြားနေတော့ပြောဆိုရေးတဲ့လန့်ကြပြီးပြင်နေတဲ့မျောလာပါရောအဲ့ဒါနဲ့မြင်ပါပြီကိုရောက်လာတော့ကထုံမှာဖုံးကြီးချောင်းတစ်ချောင်းရှိတယ်။ဒီဖုံးကြီးကတွေ့တာနဲ့ရေးတဲ့ကဆဲပြီးနင်တို့နာမည်ဘယ်သူလဲလို့မေးတော့ခေါ်တော့ကလာဖခင်တပည့်တော်အမေခေါ်တော့ကဖခင်တပည့်တော်တွေပါတွေတက်သလားတက်တယ်ဦးလေးရဲ့ကျွန်တော်တို့ဖုံးကြီးချောင်းသွားရင်သုံးအောင်လိုက်ပို့တဲ့ခေါင်းရင်ကြီးကလာခါတောင်တက်သေးတယ် အဲ့ဒါနဲ့ခေါ်တော်ကလေးတွေကဖရာတပည့်တော်အလီမီနာနဲ့အလီဟူစိန်မှာဖရာလို့ပြောတော့ဖုန်းကြီးကနားမလဲတာနဲ့ဟဲ့နင်တို့နာမည်တွေအခေါ်ရခက်တယ်နင်တို့ဖြတ်ထဲထက်ပြီးသမဲကျွေးရလို့ရဝိနေဖြတ်တာလို့နာမည်မှဲ့လိုက်တာပေါ့နို့ဖုန်းကြီးကနေ့တင်နေတဲ့ဗေဒင်ကလေးပါလေးတွက်ချက်မကြည့်ဘူးလားဖုန်းကြီးဆိုရင်ဗေဒင်တွက်ကြည့်တာပဲဒီဖုန်းကြီးလည်းတွက်မှာပေါ့ အဲ့ဒါနဲ့ကလားနှစ်ကောင်လဲဖုန်ကြီးကြောင်းသားဖြစ်သွားကြပါရောဒါဖြင့်သူတို့ဇက်ပြက်ကုန်တာပေါ့အခုမပြက်သေးဘူးတော်တော်ကြာမှပြက်တယ်ဘာဖြစ်လို့လဲဆိုတော့တနေ့ကျတော့ဖုန်ကြီးဆုံးခံကြွလာတဲ့အထဲမှာဝတ်သားစီပြန်သုံးထက်သားနှစ်တောင်းပါလာပါရောဖုန်ကြီးကသူတယောက်ထဲဝါအောင်စားချင်တာနဲ့ဟဲ့ကလားဆိုတာဝတ်သားမစားကောင်းဘူးဇက်ပြက်တတ်တယ်လို့ကြံဖယ်ပြောတာပေါ့ဒါပေမဲ့အလီမီနာက သူတို့ညီကိုအချင်းချင်းဟိဝတ်သားဆိုတာငါတကားမှမစားဘူးကလားပြီမှာအင်မတန်ရှားတယ်ဟုံးကြီးကကောင်းတဲ့အစာမို့မစားရအောင် ပြောတာထင်တယ်ခိုးကြရအောင်လို့ပြောပြီးနှစ်ယောက်စလုံးသဘောတူခိုးစားကြပါယောဟဲ့အဲ့ဒါဝတ်သားမဟုတ်ဘူးဇောကြီးသားကွဦးလေးမသိပါဘူးဝတ်သားပါဝတ်သားစားလို့တိတ်အားရှိသွားတာဒီလိုအားရှိသွားတာနဲ့အလေးမာတာ အကောင်လုံးမနိုင်တာပဲနောက်ဆုံးမဆရာမရှိတော့ဖုန်းကြီးကြောင့်ကိုကင်ပြီးမကြည့်တာပေါ့ဒီလိုဆိုရင်ဇော်ဝေကြီးထက်တာတာပေါ့နော်အိုလံပြစ်မဆိုရင်ပထမဆုရမှာပဲအဲ့ဒါနဲ့သူတို့အားရှိတာကိုရှင်ဘရင်သိရောတနေ့ကြလို့ငါနန်းတော်ကြီးကိုလာပြီးအားဆက်ပြီးမကြည့်ငါတို့တွေသောက်ထိုးမိုးမျောကြကုန်လိမ့်မယ်ဒီကလားနှစ်ကောင်ကိုဖမ်းဖို့အမိတ်ပေးလိုက်ပါရော့ ဒါပေမဲ့သူတို့ကအားရှိလို့ဖမ်းမရဘူးဦးလေးရဲ့အလီဟူစင်ကတော့အဲ့ဒီမျိုးကထွက်ပြေးပြီးပကံရောက်တဲ့တိုင်းပြည်ကိုရောက်သွားရော အလီမီနာကတော့မြေမမိမတယောက်နဲ့ကြိုက်နေတာနဲ့ထွက်မပြေးဘူးအဲ့ဒါနဲ့ရှင်ဘီင်ကဒီကောက်မှာရီးစားရှိတယ်သူရီးစားအိမ်ကချောင်းပြီးဖမ်းဆိုတာနဲ့တညတော့သူရီးစားအိမ်နောက်ဖေးလေးကအတက် ထမိန်နဲ့အောက်ဖမ်းလို့မိပါရောဗျထမိန်ဟာတိတ်တကိုးကြီးတယ်ခေါ်တော့မပြောနဲ့ တစ်စီတောင်ဖမ်းလို့ရတယ်။အဲ့ဒါနဲ့သူ့ကိုမိပြီ။ကဲနင့်ကိုတက်ရမယ်။နင်ဘာလို့ခြေတလဲလို့မေးတာပေါ့။ခေါ်တော့ဆိုတော့ကိုယ်တိတ်ကြိုက်တယ်ဦးလေးရဲ့။အဲ့ဒါနဲ့အလီမီနာကကျွန်တော်ရှာလပက်ရည်တစ်ခွက်နဲ့ကိုတရားပေးပါ။ထုံမြများမထဲ့ပါနဲ့။မဆလာထဲ့ပါလို့တောင်းတာနဲ့ကိုနဲ့ရှာလပက်ရည်တိုက်ပြီးတက်ပြစ်လိုက်ရော။တက်ပြီးတော့သူ့သွေးတွေကိုတမျိုးလုံးပတ်ပြီးနောက်ထားတော့အစိမ့်တည်းရဲ့ဖြစ်ပြီး ညိုတဲ့ကိုဘသူမှမဝင်ရအောင်သူခုတ်ချိုတက်စားနေတာပေါ့နှုတ်အလီဟူစိန်ကပကံပြေးရမတက်ဘူးလား तू ကတိတ်ပါတယ်ရှင်ဘရက်စီပြေးဝင်ပြီးဖျားဆက် ကျွန်တော်ဖျားဆက်ကိုတရင်ပေးမယ်တထုံပြီးမှပတ်စံတိတ်ချမ်းတာတယ်ဟိုကကျွန်တော်လာတယ်ခမရဟိုကိုတွားပြီးစစ်တိုက်ပါလို့ပြောတော့ရှင်ဘရင်ကကဲဒါဖြင့်မင်းလည်းစစ်ထက်လိုက်ခဲဆိုပြီးခေါ်သွားပါရော့ ။ပထမပြေးကျတော့အစိမ့်တရဲ့အလီမီနာက ဖန်ဆာတာနဲ့စစ်တိုက်လို့မရဘူးဦးလေးရဲ့စစ်သားတွေကတရဲ့အချောက်ခံရလို့မတိုက်ဝင်ဘူး။ဒါနဲ့အလီဟုစိန်သွားကြည့်တော့သူ့ညီဖြစ်တာတွေ့ရပြီးခေါ်တော်လို့တယောက်လည်းပင်တယောက်ဖန့်ကိုကြပြီးတော့မှနေ့တက်တဲ့ရှင်ပြင်းကိုဒိုးတက်ချင်နေမြို့ထဲဝင်ရအောင်လုပ်ပေးပါဆိုတာနဲ့အလီမီနာက သူ့သွေးဆက်လွတ်သွားတဲ့နေရာကအဝင်ခိုင်းတော့မှဝင်လို့ရကြပါရောတထုံရှင်ပြင်းမှာ လက်နက်ကောင်းကောင်းမရှိဘူးဦးလေးရဲ့ပကံရှင်ပြင်းကဂျာမနီတို့အမေရိကန်တို့ဟာစစ်တပ်နဲ့တွေ့ပါတွေ့ဝယ်ထားတော့လွယ်လွယ်ကလေးနဲ့နိုင်ပြီးတထုံရှင်ပြင်းကိုလက်ထိတ်ခတ်ပြီးဖဲ့သွားပါရောနောက်တော့အလီဟူစိန်နဲ့ပကံပြင်းရောက်တော့ရှင်ပြင်းကရာထူးတိုးပစ်လိုက်တာနဲ့ပစ္စံကလေးရှိလာတော့ခရီးကပန်းတယ်မအောင်နောက်ပိုးပါရောပန်းစားဘလူးမှမဟုတ်လားကွမဟုတ်ဘူးဦးလေးရဲ့ပန်းရောက်နဲ့မိမ့်မပါ ဘလူးယူရင်ဦးရီအသေးတွေနှုတ်ဆမှာပေါ့အဲ့ဒါနဲ့နောက်တော့ဘာဖြစ်လို့လဲမသိဘူးဦးလေးရှင်ဘီယကတက်ပြက်လိုက်တာနဲ့မာလကဇန်ကြွပါရောအဲ့ဒါနဲ့ပြီးရောအလုံးမင်းကျဲမှာချမ်းသာကြပါစီရှင်